မျက်နှာညှိုးသွားမှဆိုလို့ကိုကကိုငငိမ့်လေးပဲတုတ်တုတ်လေးနေပြီးတော့ကိုရှင်ပြန်တော့ဖြတ်တန်းလာပါတော့เนาะတကယ်ကိုငငိမ့်စင်စင်လေးပဲနေခဲ့ရပါတော့ဒါပေမဲ့မကစ်ကရွှေဥပုံပဲမိချခဲ့ပါတယ်အများကြီးဟိုဒီစကားကိုစပြီးတော့ဒီနေရာမှာပါရမယ်လို့ပြောရတယ် ဘယ်နာပဲပါပါရမကိရကားမို့လို့ပါချင်ခဲ့ရပါအဲအဲ့ဒါကြောင့်အရင်လည်းပြောပါတယ်အကြီးဆုံးအမတ်တရားတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဟိုရှေးကမကိနဲ့ပြင်မှာတစ်ခါမှမတွေ့ဘူးပြီးတော့တွေ့ရဖို့လည်းအရင်စိတ်ကြုံကြားတယ်ဒီရှေးကရှူတင်မှာဆိုလို့ရှိရင်အများရန်ခရက်ထားတဲ့ကောင်ပါလေဒါပေမဲ့လေမကိနည်းနည်းလေးမျက်နှာညှိုးသွားမှဆိုလို့ကိုယ့်ကကိုယ်ငြိမ်ငြိမ်လေးပဲတုတ်တုတ်လေးနေပြီးတော့ရှူတင်တော့ဖြတ်သန်းလာပါတော့အဲ့မှာအဲ့စင်းတစ်ခုမှာ ူးငယ်ချင်း၃ယောက်ပါတဲ့နေရာမှာမက်ကစ်က၁ယောက်ကိုမိချတာအဲ့လိုဟိုမူးလဲရမယ့်အချိန်မှာဘသူပုံမူးလဲမလဲဆိုပြီးကြည့်နေတဲ့အချိန်မှာမက်ကစ်ကရွှေရဲ့ရင်မပုံမူးလဲတော့အာအဲ့အချိန်မှာလေဟိုကိုကစိုးရိမ်နေမျက်နှာတော့ပါမှာ ဲ့ချိန်မှာအရန်ကိုစိတ်လှုပ်ရှားပြီးတော့တကူဖြစ်သွားမှာဆိုစိတ်ကိုမနှဲထိတ်ကြုံထားရတာဒါပေမဲ့မကစ်ကရွှေဥပုံပဲမိချခဲ့ပါတယ်အစ်စင်ပါမပါတော့ရွှေလည်းမသိသေးဘူးပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်အဲ့ဒါနဲ့ကိုတန်ပါပြီကြောက်တာတော့အရန်ကြောက်တာပေါ့သူကတကယ်တင်းကြိုင်းနေရှိရဲ့နေရာတွေအဲ့လိုမျိုးတွေတွားရိုက်တာဆိုတော့ဟိုတွိုင်လက်သွားတာစားဘယ်တော့မှတယောက်ခင်မသွားရဲဘူး ဟိုတောက်တာတော့အချိန်လုံးတုံနေအောင်ကြောက်နေရပဲအရန်ကြောက်တာဟိုတကယ်ပြင်ထားတဲ့ makeup တွေအစားအကုန်အကုန်လုံးကအားလုံးကကြောက်စရာကြီးဖြစ်နေရောအရန်ကြောက်ခဲ့ရပါတယ် makeup နဲ့ရိုက်ချင်တဲ့ကြောက်ရကြောက်ရှေးကကြောက်နေရပေါ့နော်နေရဖြစ်တဲ့အတွက်ဟိုငငယ်လေးတွေကဟိုငငယ်လေးတွေက မကစ်ကို TV ပေါ်မှာပဲမြင်ဘူးရယ်ပြီးတော့ရွှေဥအခုလိုမျိုးတရုတ်ဆောင်ဖြစ်ချင်လာခဲ့ရလဲမကစ်ကိုကြည့်ပြီးတော့ပဲတရုတ်ဆောင်ဖြစ်ချင်လာခဲ့ရပါအဲ့တော့ကိုပထမအဆုံးရိုက်ရတဲ့ရုပ်ရှင်ကမှမကစ်ရဲ့တငယ်ချင်းတွေကပါတာဆိုတော့ရွှေဥကဒါနဲ့ရင်တကယ်ကိုလုံလောက်သွားပါပြီရွှေဥရဲ့အကြီးမားဆုံးရည်မှန်းချက်ကလည်းဒါပဲဆိုရည်မှန်းချက်ကပြီးသွားပြီပေါ့နော်နောက်ထပ်ရည်မှန်းချက်အသစ်တစ်ခုထပ်ထားရမှာပေါ့ရွှေဥကတော့ဒဏ်ရာမရဘူးပေါ့နော်ဒါပေမဲ့အကြီးကြီးမားမားမရတာကိုပြောပါအဲ့လိုတောတောင်နေကြတဲ့မှာတကယ်ရိုက်ရတယ်တကယ်ပြေးရတယ်အဲ့လိုမျိုး ဲ့လိုစူးညောက်ခလုတ်တွေကနေရာတိုင်းမှာရှိနေတာဆိုတော့တော်တော်များများတော့တန်ရာရတာရွှေရောကတော့ချစ်မိတာပွန်းမိတာလောက်ပဲရတာပါ။ဒီကတော့မကိမကိရဲ့နောက်ထပ် masterpiece တစ်ခုဖြစ်လာမယ်ဟာပေါ့နော်။ဒီအဲ့ဒါတော့သိကြပါရယ်။ရွှေရောလည်းဒီကားကိုမကြည့်ရသေးတော့အားလုံးရွှေရောနဲ့တူလိုက်ကြည့်ကြပါဦးလို့။မကိကိုတွေ့တော့ရွှေရောကအရင်စိတ်လှုပ်ရှားနေရတယ်။ပြီးတော့ရွှေရောကြောင့်မို့အနောက်ရှက်ဖြစ်သွားမှာတော့တကယ်ကိုတကယ်အဲ့ရိုက်နေတဲ့တစ်လျှောက်လုံးမှာ ရှေးဦးကြောင့်မလို့မကစ်စိတ်နှောက်ရှက်ဖြစ်သွားမှာမူးပြက်သွားမှာတခုခုဖြစ်သွားမှာရတချိန်လုံးစိတ်လုံးရှားပြီးတော့ဆိုးရိမ်နေခဲ့တော့ဟိုတကယ်ကိုညင်ညင်စိစိလေးပဲနေခဲ့ရပါတော့ပြောချင်တာကတော့မကစ်ကိုပြောချင်ပြောချင်တာပြောခွင့်ရမှာစို့တခုနဲ့ပဲမကစ်ကိုချစ်ပါတယ်လို့